အားလုံးမင်္ဂလာပါခင်ဗျာမင်းခမ်းပေါင်းချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့73ရက်7လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအဖြင့်ရဲသုံးဘော်ရဲ့စစ်သည်လေးတွေနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော် channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ မနေ့ကစပြီးတော့မြန်မာနိုင်ငံတိုင်းနိုင်ငံလုံးဆောင်းဦးရာသီစတင်ခန်းစားကြရပါတယ်။နိုဝင်ဘာ17ရက်နေ့မနေ့ပိုင်းကစပြီးမြူနင်းလေးတွေစမြင်လာပြီးတော့အေးဓာတ်ကလည်းပိုကဲလာနေပါတယ်။ဒါပေမဲ့ကျုပ်တို့ရင်းသွမော်ရဲ့ရင်ထဲမှာပူနေတယ်ဗျာ။ကံဘလူတွင်ထဲမှာမနေ့နေ့လယ်ပိုင်းကမိမိစစ်ကြောင်းတဲ့ရန်သူများဟာကံဘလူတောင်ဘက်ရင်းတိုက်ရွာနီးတိုက်ပွဲဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ တရင်ကို confine လုပ်နေသေးပါ စိတ်ထဲထိခိုက်ခံစားရပါတယ်စိတ်ရဲ့သဘောမှာဥယျာဉ်စအရင်တော့ခံပဲလီပွင့်လင်းရသည့်ရောက်ပြီဆိုတော့တိုက်ပွဲတွေခက်စိတ်စိတ်ဖြစ်လာတော့မှာပါရွေးကောက်ပွဲကလည်းအတော်နီးကပ်လာနေပါပြီအေရိယာကူမာရာအလုံး ကိုတောင်းဝန်ယူထားတဲ့ဒေသအလိုက်အပြောင်းရှင်းရတော့မှာပါ လက်နက်ချရန်သူအင်အားများရင်တော်၎င်း NCA ကိုလိုက်နာပြီးတရားဝင်အပြစ်ခတ်ရက်စဲမယ်ဆိုရင်တော့အားလုံး OK မှာစုပြေပေါ့ဗျာရွှေဘုံစိတ်ခွန်လမ်းပိုင်းအနီးတဝိုင်းနဲ့မူးဆုံမင်းကုန်ဂိတ်အင်ဂျင်တော်ဖေရအနီးတဝိုင်းဂျိုကျွနေတဲ့မိုင်းတောင်ပြပမအေဝေးအုပ်စုကိုလည်းဖြိုဖို့ကိစ္စတွေကလည်းရှိလာနေပါတယ်လျှို့ဝှက်အစစ်စစ်သည်တွင်မို့တီးခံဆောင်ပေးပါခင်ဗျာ မြင်းညံနေမြေအိုင်းမယွာဘက်မှာလဲလုံခဲ့တဲ့ရက်ကအိုင်းမယွာတောင်ဘက်ဇေယျမှာကြားသုံးမတေစုစုပေါင်း၄ယောက်ကိုဗရက်တွေကရရက်ဆက်ဆက်ခေါင်းဖြတ်တက်ခဲ့ကြပါတယ်တောင်သာမြို့နယ်စကြံကံမြဲဘိန်းွယ်ကုန်းလမ်းကြောင်းပေါ်မှာခေါတော်အလံတွေလိုက်လံစိုက်တူပြီးဂျိုကျွနေတဲ့တောင်သာဗရက်တွေကိုလည်းသိမ့်မကြခင်တပ်မတော်ကစစ်ကြောင်းများကဆုံးမတော်မူကန်းဇလန်းများကြမ်းတိကြပါတော့မယ် ဆောင်းဦးရွက်ကြွေချစ်သက်တဲ့အချစ်ဇလန်းတွေ ဖြစ်လာမယ်မထင်ဘူးဗျာ။နေမြေဒေသအသီးသီးမှာတော့မင်းလဲယောက်ျားငါလဲယောက်ျားတရားချင်း ပြိုင်မလားဓာချင်းဆိုင်မလားကြိုက်တာကိုရွေးစံကိုလူဆိုတဲ့ခက်ကြမ်းကြမ်းအကွက်ဆန်းတွေကိုကြမ်းတီးရပေတော့မှာအကင်းပါမနဲ့အလင်းဝင်သူများအသက်ရှည်အနာမဲ့ပြီးမိုက်တွင်းနမဲ့အေးအိုအချိုးနဲ့ဗရက်အချိုးကတော့ဖယံသခင်တန်း ကောင်းကြီးမောင်စာကြွကြတော့မဲ့ကာလာလဲတိတ်မဝေးတော့ပါဘူးလို့ပဲဆိုပြရစီခမားဆရာသမားများနဲ့တငယ်ချင်းအားလုံးကိုလေးစားရွသေးစွာဖြင့်ရဲသုံးပေါ်ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ရခိုင်ပြည်နယ်ကြောက်ဖြူဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခမားစနေရ၁၇လ၂၀၂၅ရက်နေ့မှာတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းပြင်းရွာအနီးမှာ ခုံအောင်နေတဲ့အကြမ်းဖက်လောင်ညံသူအေအေအဖွဲများကိုတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းသုတ်တင်နဲ့လိုက်ပါတယ်ဒီလိုရှင်းလင်းတဲ့အခါမှာမိမိဘက်ကစစ်တီတူမစိုးရင်ရဒဏ်ရာအနေငယ်ရရှိပြီးအကျိုးမြတ်ရလက်နေရဖြင့်အကြံသူဓမ္မအကြမ်းဖက်လောင်ညံသူအေအေနှလုံးလက်နက်ငယ်၃လက်ကြီးအင်ကြီးစံများ လက်ပြဘုံများနဲ့ကြီးကအုတ်ထုံများ သိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ညောင်ကျိုးဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာစနေနေ့စနေနေ့2025ရက်နေ့မှာတော့ညောင်ကျိုးဒေသတွင်းမှာနေမြေရှင်းလင်းနေတဲ့တမရော်လုံကျိုးတပ်ဖွဲ့စစ်ကြောင်းများနဲ့အကြမ်းဖက်တောင်းရန်သူအေအေအဖွဲ့တို့ထိတွေ့မှုအနှဲငယ်ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာရန်သူဟာစုခွာတပြေးသွားခဲ့ပြီးမိမိဘက်က ထိခိုက်မှုတစုံတရာမရှိပဲအကျိုးမြတ်ရလတ်နေရဖြင့်အကျမ်းဖတ်တောင်းရင်သူအေအေတလောင်းလက်နက်ငယ်တလက်နဲ့လက်ပြုံးသုံးလုံးတို့ကိုသိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအညာကိုဝင်ရတဲ့စစ်ကြောင်းတွေအနေနဲ့တသမတဲ့စင်နီးဗျူဟာမသုံးမိဖို့အရေးကြီးပါတယ်ဥပမာတိသားတဲ့တာရကနိုင်ရှင်ပြရရင် ရခိုင်ဆိုရင်ရန်သူကမြင်နိုင်တယ်စနိုက်ပါဖော်ဖော်တီတီသုံးတယ်ဗရန်ဝီအနေအထားရမြေချောင်းပေါ်တယ်ဆက်လီငားရတဲ့ဒေသမျိုးသတင်းပေါက်လွယ်ကူပါတယ်ဒါဆိုရင်ဒီဒေသမှာနီးပညာကိုသာဖော်ဖော်တီတီသုံးပြီးတိုက်သင့်ပါတယ်ဒရုန်းနဲ့ဂင်းထောက်ဒရုန်းနဲ့နေမြေရှင်းရန်သူသုံးတဲ့စနိုက်ပါတဲ့ပူကောင်းပူဝေးပြီးတော့အစစ်မြင့်တဲ့လက်နက်တွေကိုသုံးပြုအညာက မြေပြန့်ဆိုပေမဲ့ရီမန်းချက်ကိုတွားတဲ့အခါ တပြူဟာလောက်နဲ့တီတီကြီးမသွားစီခြင်းဘူးအညာကိုနေမြေရှိရင်အရင်ဆုံးကာလာခွဲနေတယ်ရွာချင်းဆက်တွေမို့သတင်းပေါက်လွယ်တဲ့အနီများတဲ့နေရာမှာအင်အားတရာဆိုတဲ့ပမာဏကပြွက်စိတ်ကြမ်းမှာထန်းရခဲချသလိုပဲဖြစ်သွားပါလိမ့်မယ်ဒါကိုရှင်းမှလည်းအချိန်မောင်းများစွာရေးခဲ့ပြီးပါပြီဒီနေရာတွေမှာကြတော့လူင်အားကိုများများသုံးတင်တယ်ဒါမှအရင်နဲ့အကြောင်းနဲ့ဆိုလက်ချင်းချိတ်နိုင်မှာပါ ရန်သူကထန့်တက်သမားအညာသားတွေဆိုပေမဲ့စိတ်သက်တွေကကြီးပေနေတဲ့ community တွေများပါတယ်။ရွှေဘိုလမ်းမနဲ့မုံရွာသွားလမ်းမဘော်ကမြေမြုံမိုင်းတွေဆိုတာစီပီပါစီပုံးဝအခွန်လွတ်တွေနဲ့ထည့်ပြီးတော့ကို ထောင်ထားတာပါ။ပြီးတော့ဒီမောင်တွေကတောက်ချောက်တွေကားလန်းတွေမှာဘဲကားတီတီဆွဲမိုင်းထောင်တယ်။ရှော့တိုက်တုံးတွေနဲ့ပြစ်တယ်။တက်ကပြန်လို့ရင်ပြည်သူကိုတတ်နေပါပြီဆိုပြီးဖင်ပြဲအောင်အရင်អော်သေးတာ။ ဆိုတော့အညာဝင်တဲ့စစ်ကြောင်းတွေဗမာအချင်းချင်းဆိုပြီးမပေါ်တာ အကောင်းဆုံးပါစစ်ကြောင်းကိုဥဆောင်ရတဲ့ခေါင်းဆောင်တွေအနေနဲ့လဲအညာနဲ့လက်ရောညီတွေဖြစ်မဲ့နီးဗျူဟာတွေပြောင်းလဲကျင်သုံးဖို့အကြံပြုလိုပါတယ်ဒေသတစ်ခုနဲ့တစ်ခုကို လက်ချင်းချိတ်ရှင်းနိုင်ရင်လဲရှင်းရင်မောင်တမ်းပြီးတက်ဖြန့်ရင်လဲဖြန့်မဟုတ်ရင်ယုံတောင်ပြီးခွေးမြောက်လိုက်သဘောမျိုးဖြစ်နေပါလိမ့်မယ် ငင်းငင်းရေးဆွေးနွေးကြတဲ့နေရာမှာအဖွဲ့ပေါင်းဘလောက်များများကိုဒေသခံလူမျိုးစုကိုစားပြုလက်နက်ကင်ပါဆိုပြီးဆွေးနွေးရမှာလဲဒါလဲအရေးကြီးတဲ့ပြဿနာတစ်ခုပါရခိုင်မှာတော့စောမြရာသလင်းရှိတယ်2009မှာ KNA ကမွေးထုတ်ပေးလိုက်တဲ့ထွန်းမြတ်နိုင်ရဲ့ AA အင်အားစုထပ်ပေါ်လာတယ်ပုံမှာဒုတိယဥက္ကရာကခွဲထွက်ပြီးလက်နက်ပြန်ကင်တယ်ချင်းမှာ CC တွေ CB တွေဖြစ်လာတယ်ရှမ်းမှာ RCS SSBB ရှိတယ် အညာမှာလည်းကွန်မြူနီအခြေခံတပ်တွေပေါ်လာတယ်။တောင်ယူဝါကလည်းကျိုင်းတုံယူပြီးတောင်မြောက်နယ်မြေဆက်နိုင်ဖို့အချိန်ပြည့်ကြိုးစားနေတယ်။လက်ရှိပြည်မာတဲ့ကဖမ်းလို့မိသည်မဘိန်းတွေရဲ့လာရဒေတာကရှမ်းပြည်ပါ။စူလွယ်နဲ့လွယ်တဲ့ဘိန်းတွေ စိုက်ကြတဲ့မြေရှားရောင်းနိုင်ဖို့တရုတ်ကုမ္ပဏီတွေသူတို့ဒေတာတဲ့တရားမဝင် ခေါ်သွင်းထည့်ထားကြတယ်။ပြည်တော်စုအစိုးရကဘာမှစီမံပိုင်ခွင့်ထိန်းချုပ်နိုင်ခွင့်မရှိပြန်ဘူး။ အဇရယကိုပိုင်အုပ်ချုပ်ခွင့်တော်လိုချင်တယ်ဒါပေမဲ့လက်နက်ဆက်ယုံ ထောင်ပြီးဒီမိုကရေစီအရမဲဘုံထောင်ခွင့်မရှိဘူးဆိုတော့ဝတ်အနေထားကဘလို့အခြေအနေမျိုးဖြစ်နေပြီလဲပူပူနွေးနွေးကျင်းပကြတဲ့ကျင်းပခဲ့တဲ့ NCA ဆနစ်ပြမှာ KIO ဒုဥက္ကရာဟောင်းတက်ခဲ့သလို KNU ရဲ့ဥက္ကရာဟောင်းလည်းတက်ခဲ့တယ်လက်ရှိမြေပြင်မှာကြတော့ KIA ကဗမော်မြို့အပြင် မန်စီနဲ့အထုဒေသတိတွေကိုတိုက်ခိုက်ထိန်းချုပ်ထားတယ်။ KNU ကလည်း NCA ပြက်ပြယ်ပြီလို့ဆိုသလိုရွေးကောက်ပွဲကိုတောင်ဆန့်ကျင်ဖို့လှုံ့ဆော်ထားတယ်။ပြောချင်တာကတဘုံလက်နက်ကင်တွေမှာတက်မတော်လို့တသွေးတသန်တမိတ်မရှိပါဘူး။ဒီထဲမှာ KNU ကအဆိုးဆုံးဘိုးအဖွဲ့စည်းသာဖွဲ့ထားတာဘယ်တက်မှာမှလည်းဘိုးကမထိန်းချုပ်နိုင်ဘူး။ လူသက်အကျံဘက်ကျွလွန်တဲ့နေသားများကို KNU ကအခုချိန်ထိဘာများအေးအေးယူနိုင်ခဲ့လို့လဲသမရာကြီးဦးသိန်းစိန်အကောင့်တဲပေါ်ခဲ့တဲ့ NCA လမ်းညောင်းအောင်မြင်ဖို့တမတော်ကဘလောက်အထိဘူပေါင်းပေးခဲ့သလဲဆိုရင်ရန်သူစီကကြည်ထွက်မှ ကိုစီကထွက်ရမယ်ဆိုတာမျိုးအထိအမိန့်တွေချခဲ့တယ်မတော်လို့ထီတွဲမှုဖြစ်ရင်တော့ငိမ့်ညာရေးပဲကိုကစဖြည့်စည်းမိသလိုလိုအထိလိုက်နာပေးခဲ့ရတယ် အဲ့တော့တခုခုဆိုလူ10ယောက်လောက်လက်နက်ကင်အဖွဲ့တွေကိုခေါ်ပြီးတီးကြဖွဲ့လာတဲ့လက်နက်ကင်အဖွဲ့တွေကိုရောဘလို့ခေါင်းစဉ်နဲ့ငင်းငင်းရေးဆွေးနွေးကြမှာလဲအခုပဲ NCA ကိုယုံကြည်လို့ဆိုပြီးလက်မှတ်ထိုးကြတယ်အခုပဲညှိနှိုင်းမှုတွေအဆင်မပြေလို့ဆွေးနွေးပွဲတွေကနေခိတ္တရထားမယ်ဆိုပြီးကြေညာပြန်တယ်ဘလို့လို့ဒီငင်းငင်းရေး process ကအရွေးဖြစ်လာတော့မလဲ တေချာတာကတော့ EAO တွေမှာဖက်ဒရယ်နိုင်ငံရေးအရာလူလန်းချက်ရရင်တော့လက်နဲ့စွန့်ဖို့အကြောက်အကန့်ဖြစ်နေပါလိမ့်ဦးမယ်လူမျိုးစုကောင်းစားရေးဆိုပြီးတစ်သလုံးလူသစ်စုစက်ကြီးကောက်တဲ့ယဉ်ကျေးမှုကလည်းနှစ်ပေါင်း80ကျော်ဆိုတော့အယိုးတည်းဒီသူတို့တွေစွဲနေကြပါပြီတခါတလေနိုင်ငံကအခုလိုနိုင်ငံရေးအကြက်တဲများပေါ်လာရင်မဟာမိတ်တွေစုဖွဲ့ပြီးအနာရှင်ပပျောက်ရေးခေါင်းစဉ်နဲ့စစ်တွေတိုက်ပြီး ရသလောက်နေမြေလူကြဦးမယ်တရားတွေချိုးမြို့တွေဖြတ်ကြဦးမယ်တော်တော်တိုးတက်ဦးမယ်တိုင်းပြည်ပါပဲလို့လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ geopolitics အမှန်ရေးသားတဲ့သမိုင်းမတင်ခဲ့ပေမဲ့သမိုင်းတွင်ခဲ့ကြတယ်ဆိုတော့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခမညာကျွန်တော်အရင်ကဒီဘက်ခေတ် စစ်ဘုအငယ်တယောက်ရဲ့စစ်ပွဲအောင်ဖို့ကြိုးစားခဲ့တဲ့ပို့တွေကို ရေးခဲ့ဘူးပါတယ်ဒီကံတော့စစ်တပ်ကလို့အမတ်စဉ်60နောက်ပိုင်းအရာရှိငယ်တယောက်ရဲ့လောက်ကိုင်းတော်ရင်းကဖြစ်ရမှန်လေးတခုအကြောင်းမှတ်တမ်းတင်ဂုံပြုခြင်းပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းကဂုတိဖြတ်သန်းလာတဲ့သမိုင်းတခြားအရင်ခေတ်ရောအခုခေတ်ထိပါတပ်တော်မှာထူးခြားပြောင်မြောက်တဲ့စစ်တီတော်တွေရှိနေသေးပါတယ်။နောင်လဲရှိနေဦးမယ်ဆိုတာ မှတ်တမ်းရှိစေခြင်းလိုပါဇလန်းဇကတ်တွေဘာမှမပြောတော့ပါဘူးအဖြစ်အပျက်၄ပါတစ်စနစ်ကိုစပြီးနှစ်ပတ်လောက်အကြံမှာလောက်ကင်ဒေသမြောက်ဘက်စွန်းမော်ထိုင်းမြို့ပတ်မကတက်စကန်တွေကို MNDAA ကစတင်တိုက်ခိုက်ခဲ့ပါတယ်အထက်အမိတ်ရရှေရန်တမတရင်တွေဟာလောက်ကင်မြို့ဒါကစစီ ပေါင်းဖို့တောင်ပေါ်ကနေဆုတ်ခွာခဲ့ကြတယ်ဆုတ်ခွာရလမ်းဟာအကွာဝေးအဖြောင်တိုင်းရင် ကီလိုမီတာ90လောက်ရှိပါတယ် မြေပြင်အနေအမြင့်အကွေးအကောက်ပါထက်တွက်ရင် မိုင်90လောက်ရှိပါတယ်တမတော်ရဲ့စစ်ကဏ္ဍကြီး၄ရက်၅ရက်မှာခွာစစ်ရအပင်ပန်းဆုံးစနစ်တကျအစီအစဉ်ချရဆုံးမှုအခက်အခဲဆုံးဖြစ်ပါတယ်ဒါအပြင်ခေါ်ရိုးကျိုးနေတဲ့အစဉ်လာရအဲ့ဒီအချိန်ကမြေပြင်တံမူးတွေဟာခွာစစ်ကိုတကားမှမကျင်သုံးဘူးတဲ့သူတွေဖြစ်နေခဲ့ပါတယ်လွယ်လွယ်ပြောရရင်ခွာစစ်ဟာဖျော်ဖျက်ဖြစ်ခဲ့တယ် တော်လွင်ဆုတ်ခွာရလမ်းတလျှောက်မှာဒေသခံတောကျွမ်းနဲ့ MNDAA ရဲ့အပိုင်းလိုက်ဖြတ်တောက်တိုက်ခိုက်တာခံရပါတယ်ဒရုန်းဘုံအချခံရပါတယ်ခြုံခိုခံရတယ်အမက်ချွေခံခဲ့ရပါတယ်ဒါတွေကြောင့်တပ်ဖွဲ့စည်းမှုတွေပြက်ပြီးတော့စနစ်မကျစွာအုပ်စုငယ်လေးတွေအဖြစ်ဆုတ်ခွာလာကြရပါတယ်တချို့တွေကတက်စုအင်အားတချို့ကတက်စိတ်အင်အားဆယ်ယောက်ခန့်နဲ့အဲ့ဒီအထက်မှာ ဒဏ်ရာရတဲ့သူအချို့လူစုကွဲတဲ့အချို့စစ်သည်တွေဟာတယောက်တည်းဖြစ်ကြံရစ်ခဲ့ကြပါတယ်ဒဏ်ရာရပြီးတယောက်တည်းကြံခဲ့တဲ့အထဲမှာ အရာရှိငယ်တယောက်လည်းပါပါတယ်အချိန်ကာလကနိုဝင်ဘာလလယ်နဲ့ဒီဇင်ဘာလလယ်ကြားပါ ရှမ်းမြောက်ပိုင်းကတောင်တန်းတွေကအယိုးကွဲမတဲ့အေးစိမ့်နေပါတယ်စုပ်ပြဲနေတဲ့အဝတ်တထင်အားသူ့ကိုယ်တကိုယ်စားကိုအနှွေးတဲ့ဘယ်ပေးနိုင်မှမလဲ သူ့မှာရန်သူကိုပြန်ပစ်ဖို့လက်နဲ့လည်းမရှိပါဘူးစားစရာမရှိပါရေတောင်းဖို့အတွက်ရေတံဘူးအခွန်လေးတစ်ခုပဲရှိပါတယ်လူကဒဏ်ရာနဲ့လမ်းမလျှောက်နိုင်ပါဘူးတစ်ကိုင်းကိုကင်ပြီးတော့ထောက်မသွားနိုင်တဲ့အခြေအနေပါဒါကြောင့်စတိချောင်းဝန်လျာမောက်နဲ့သွားနေရတာတရွရွပါပဲရှမ်းပြည်နယ်ရဲ့တော်တောင်ဟာစိတ်ဆန်းရီအမတန်ပေါ်တာသူ့အတွက်ကံကောင်းမှုတစ်ခုဖြစ်ခဲ့ပါတယ် ရေဘူးအလွန်လေးတဲ့ရေဖြစ်ပြီးတောင်းလိုက်၊ဒွေရွေသွားလိုက်၊ရေကုန်လိုက်နောက်ထပ်ရေထွက်လေးတွေရောက်အောင်ရှာပြီးရေဖြစ်လိုက်နဲ့ပဲစားစရာမရှိအင်အားမရှိဒွေရွေသွားခဲ့ရပါတယ်။အဲ့ဒီလိုသွားခဲ့ရတာရက်ပေါင်း30စွန်းစွန်းကြာခဲ့ပါတယ်။အသက်20ဝန်းကျင်အရွယ်စစ်သည်လေးတယောက်ဟာအဲ့ဒီလိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။သူအသက်ရှင်ဖို့ယုံကံဖို့စိတ်သက်ခွန်အားကို သူ့ရဲ့မိသားစုကတော့၎င်းချစ်သူကတော့၎င်းစစ်တပ်ကတော့မှရိုက်ထည့်ပေးခဲ့တဲ့အနိုင်မခံစိတ်ဓာတ်ကတော့၎င်းပေးအပ်ခဲ့ပါလိမ့်မယ်။သူ့ရဲ့စူးစမ်းယုံကံမှုအရာထင်တော့မဲ့နေ့မှာတရုတ်မြန်မာနိုင်ငံကြားကကာထားတဲ့သူစူးချိုခြံစည်းရိုးကိုတွေ့လိုက်ရပါတယ်။ရက်30တောင်ဝန်ရမောက်ပြီးတော့တွေး၍သွားခဲ့တာပလိတ်တန်းအထက်တန်းနဲ့ကာထားတဲ့သူစူးချိုကသူ့အတွက်ဘာမှမလုပ်လဲဗျာ။ ပြက်ရဒံရတွေအလိမ့်လိမ့်နဲ့ရှင်းသမျှအားနဲ့ကြိုးစားတပြီးကြော်တာပေါ့ခတ်တာကတပတ်နိုင်ငံနယ်နမိတ်ထဲကြော်ကနီးမှာနေဆက်ကင်းလက်နေတဲ့ MNDA တပ်ဖွဲ့တွေတွေ့လို့ဝိုင်းပစ်ကြသေးတယ်ဒါပေမဲ့တပတ်ကိုသူလိမ့်ချနိုင်ခဲ့ပါတယ်တချိန်ထဲမှာပဲလောက်ကင်ဒါကာစာကတရုတ်မြန်မာဆက်ဆံရေးအရာရှိငယ်တယောက်ကလည်းတရုတ်တပ်မတော်ကအရာရှိတွေကို အချိန်တိုင်းဆက်သွယ်ပြီး မိမိစစ်တီတွေနဲ့ကြော်လာရင်ကူညီပေးဖို့သွားခေါ်ပေးဖို့နဲ့နေဆက်ဂိတ်ကနေပြန်လွှဲပေးဖို့မပြတ်အကူအညီတောင်းပေးနေခဲ့ပါတယ်။အဲ့ဒီစစ်ပွဲမှာပုံကိုကြီးအရာတရုတ်ဘက်ကအရာရှိတွေရဲ့ကြီးစုကိုတော့မေးဖြောက်ထားလို့မရပါဘူး။စက်ပေါင်းရရင်တော့ဗျာ။နာမည်ကျော်တပ်မကြီးမှာစစ်ပွဲတရာအောင်မြင်အောင်စူးစမ်းခဲ့တဲ့ဘုံငယ်ဟာ လောက်ကိုင်းမှာမိမိစစ်တီတွေနယ်နမိတ်ကျော်လာရင် အတက်နိုင်ဆုံးမထီးခိုက်အောင်ခေါ်ပေးဖို့ကျွေးမွေးပြုစုဈေးကူပေးဖို့စနစ်တကျပြန်လွှဲပေးဖို့တရုတ်နိုင်ငံဘက်ကအရာရှိတွေကိုအကြိမ်ကြိမ်အောက်ကျတောင်းဆိုခဲ့တဲ့မြန်မာဘက်ကဆက်ဆံရေးအရာရှိအဖြစ်ပါဝင်ခဲ့ရပါတယ်။ရုံးငံခဲ့တဲ့စစ်ဘုံငယ်လေးကတော့အခုထိရှိဦးမယ်ထင်ပါတယ်။သမိုင်းမတင်ခဲ့ပေမဲ့သမိုင်းတွင်ခဲ့ကြတဲ့ကျယ်ဝင်လေးတွေပေါ့ဗျာ။ တစရဲပြောကျင်တာကတော့ကကဗီအနေနဲ့ဝါရဖြန့်မမီတဲ့ဒီလိုဂုံယူစရာသမိုင်းမှန်ကိုတမရော်နေ့အထိမ့်အမတ်ရုပ်ရှင်ရိုက်ကူးတင်တာပါ နမူနာအနေနဲ့ဒိုင်နမစ်မင်းသားလီယိုနာໂດအော့စကာဆုရတဲ့ရီဗန်နက်ကားကိုပဲပြန်ကြည့်ပါမြမတမရော်သားတယောက်ရဲ့တကယ်အဖြစ်မှန်ဟာရီဗန်နက်ဇကားထက်တောင်ပိုပြီးရုန်းကန်ခဲ့ရပါတယ်ပိုပြီးဂုံယူစရာကောင်းပါတယ် စံအားလုံး၄ပါးကိုအတင်ကောင်းတဲ့မင်းသားတစ်ယောက်ထဲနဲ့ရိုက်လို့ရသလိုဘတ်ဂျက်လည်းတိတ်မကုန်ပါဘူးတရုတ်မြန်မာတက်မတော်နှစ်ရက်ရဲ့ချစ်ကြည်ရေးလည်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြင့်ဆရာမိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့သတင်းဆောင်မလေးတွေနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာနယူးယောက်မြို့တော်ကမန္တနီမဲနိုင်လာစေတဲ့အဓိကအချက်တည်းမှာ နယူးယောက်နေဂျူးလူမျိုး32ရာဂိုင်းနှုန်းရဲ့မဲချောင်းလို့ဆိုပါတယ်ဂါဇာမှာပါလက်စတိုင်းတွေကိုအစ္စရေးတို့အပြင်းအထန်စစ်တိုက်နေပြီမဲ့အမေရိကန်ဂျူးတွေကအစ္စရေးကိုထောက်ပံ့ပေးနေတဲ့ထရန့်ကိုဆန့်ကျင်ပြီးမဲပေးခဲ့ကြပါတယ်နေတန်ယာဟုကအနောက်ဘက်ကမ်းခြေထိစစ်တိုက်သိမ်းပိုက်လိုနေပြီမဲ့ထရန့်ကအနောက်ဘက်ကမ်းခြေကိုစစ်ပြုတ်ရင်းအစ္စရေးကိုအထောက်ပံ့တွေဖြတ်တောက်မယ်လို့သတိပေးထားတယ် ဒါကြောင့်အမေရိကန်ဂျူးတွေထရန့်ကိုစန့်ကျင်ပြတာလားဆိုတဲ့တွေးစရာတစ်ခုရှိနေပါတယ်။ဂျူးတွေရဲ့ထောက်ခံမှုနဲ့မျိုးတော်ဝင်ဖြစ်လာတဲ့မန်တနီကတူရကီကဖန်ဝင်ရန်ထုတ်လိုက်တဲ့နေတန်ယာဟုကိုသူလဲဖမ်းမယ်လို့ကြေညာလိုက်တာမဲပေးတဲ့နယူးယောက်ကဂျူးတွေရဲ့မျက်နှာကိုဖျက်ရိုက်လိုက်တယ်လို့များ ဖြစ်သွားမလားမဆိုတတ်ပါဘူး။အစ္စရေးဝန်ကြီးချုပ်နယူးယောက်လာရင်ဖမ်းမယ်ဆိုတာမဲပေးခဲ့တဲ့နယူးယောက်ကဂျူးတွေထောက်ခံတယ်ဆိုရင် အံ့အားသင့်စရာတော့ဖြစ်ပါလိမ့်မယ်။အဲ့ဒီကိစ္စကမန္တနီရဲ့ရှေ့ဆက်ရမယ့်လမ်းအတွက်တက်ရောက်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ညူယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်းဒီမိုကရက်တစ်ပဲဖြစ်ပေမဲ့အခုမြို့တော်ဝန်မန္တနီရဲ့အခမဲ့အစီအစဉ်တွေကိုလက်မခံပဲပယ်ချခဲ့ပါတယ်။အလုံသမန်းအခြေခံလူရန်းစားအတွက်စားစရာ အခမဲ့သွားစရာအခမဲ့ဆိုတာလီနီမတ်ဝါရလိုကွန်မြူနစ်စနစ်ရဲ့အခြေခံကြွေးကြော်သံတွေပါ။ ဒီမိုကရေစီစနစ်ကအလုတ်လုတ်တဲ့သူလုတ်တလောက်အကျိုးခံစား권ရှိစေတဲ့စနစ်ဒါကြောင့်တထေးမုံလို့မရပါဘူးမန္တနီလုံရက်တွေကမြန်မာနိုင်ငံမှာလိုလူဘိန်းကြိုက်တွေဖြစ်နေပါတယ်ပါတီတူပြည်နယ်အုပ်ချုပ်ရေးမှူးကတော့မြို့တော်ဝင်ရဲ့လူဘိန်းကြိုက်အဆိုပြုချက်တွေကိုလက်မခံခဲ့ပါဘူးပြည်နယ်အုပ်ချုပ်ရေးမှူးတို့ဖက်ဒရယ်အစိုးရတို့ကိုကြော်လွန်ပြီးပြည်နယ်မြို့တော်ဝင်တယောက်အမိန့်ထုတ်အလုတ်လုတ်လို့မရပါဘူး မန္တလေးရဲ့လူဘိန်းကြိုက်တွေပြောမဲဆွဲခဲ့ပြီးမဲရခဲ့ပြီးမဲမဲဆွဲဂရီကိုတွေအကောင့်ထဲပေါ်ဖို့မလွယ်ပါဘူးဒီမိုကရက်တွေရဲ့ထုံးစံအတိုင်းမဲဆွဲတဲ့သူကလည်းပြောကျင်တာပြောမဲဆွဲတဲ့ထောက်ခံတဲ့သူကလည်းမျက်စိမိတ်ထောက်ခံတယ်ဒါနဲ့ပဲရှေ့မရောက်ပဲအမုန်းတရားတွေကြီးလာကြပြီးစီးလုံးညညမှုတွေပြိုကွဲကုန်တယ်။အမေရိကန်မှာလည်းဒီမိုကရက်တီရဲ့မိုင်မဲမှုကြောင့်အမုန်းတရားတွေကြီးထွားနေကြပါပြီ ထရန်ရဲ့ ICE လှုပ်ရှားမှုတွေနယူးယောက်ကိုလာရင် မပူပေါင်းဘူးလို့မန်တနီကပြောပါတယ်ထရန်ကတော့နယူးယောက်မြို့တော်ဝန်ကိုစီးကြော်လာရင်ဖမ်းချုပ်မယ်လို့ပြောထားတယ်ဖက်ဒရယ်သမ္မတရဲ့မဲဆွယ်ဂရီလှုပ်ဆောင်ချက်ကိုမြို့တော်ဝန်ကဆန့်ကျင်မယ်ဆိုတာဘယ်အတိုင်းအတာအထိဆက်ဖြစ်မလဲစိတ်ဝင်စားဖို့ကောင်းပါတယ်အမေရိကန်သမ္မတနဲ့နယူးယောက်မြို့တော်ဝန်ရဲ့ဘွဲက ICE လှုပ်ရှားမှုကစာပြီးဖြစ်လာလိမ့်မယ်လို့ယူဆပါတယ် အခုမန္တနီကရွေးကောက်ပွဲအတွင်းဘီပအလူငွေလက်ခံခဲ့တယ်ဆိုတဲ့ပြဿနာပေါ်လာပါတယ်စုံစမ်းတာအတည်ပြုနိုင်ပြီးဆိုပွဲပြီးသွားပါလိမ့်မယ်မန္တနီက နေတန်ယာဟုမှမဟုတ်ဘူးရုရှားသမ္မတပူတင်ကိုပါနေဦးရောက်လာရင်ဖမ်းမယ်လို့ဆိုလာပြန်တယ်သူပြောတဲ့သူတွေအဖမ်းခံရမလားသူကိုယ်တိုင်အဖမ်းခံရမလားကတော့စောင့်ကြည့်ရပါမယ် ဒီမိုကရက်တီရဲ့ဒုံးစံအတိုင်းစကလုံးကြီးကြီးတွေပြောပြီးနာမည်ကြီးအောင်လိုက်ဖွားနေတာမျိုးမြင်လာရပါတယ်။နယူးယောက်မြို့တော်မန်နနီကို ကြည့်ရတာဘရင်စနစ်ကို ဝေဖန်ပြီးမဲရခဲ့တဲ့ထိုင်းက MSB ပါတီကောင်းဆောင်ပီတာကို ပြန်မြင်မိပါတယ်။ကြောက်တုံးကိုခေါင်းနဲ့တိုက်နေတာချင်းတူနေတယ်။သဘောတဘာဝအရာတော့ဟောင်းပွားဟောင်းပွားနဲ့အသံကျနေတဲ့သူတွေကြာဆုံးတာများပါတယ်။တောင်းဝန်အောင်ထန်းဆောင်ရပါမလားမသိပါဘူး။ ဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ကြတာပေါ့လေ behind the scene ဆိုတာရှိပါတယ်ရှေ့ကမြင်ကွင်းမှာကြည်ကောင်းအောင်နောက်ကွယ်ကဘလို့ကြိုးစားပြင်ဆင်လှုပ်ဆောင်ရတယ်လဲဆိုတာကိုပြောတာနောက်ကွယ်မှာဘာတွေရှိလဲဆိုတာပါနယူးယောက်မှာမာရနီမျိုးတော်ဝင်ဖြစ်သွားတာရဲ့နောက်ကွယ်ကအရာကိုကြီးမိတယ်အမေရိကန်မှာအစ္စလမ်ဘာသာဝင်မွတ်စလင်မျိုးတော်ဝင်တွေတော်တော်များများရှိပါတယ်တို့ဗိမဲ့မန်တနီလောက်အာယုံအစိုက်မခံရပါဘူး မန္တနီကလည်းအယုံဆိုင်ခံရအောင်တမင်ဖွင့်နေပါတယ်မန္တနီရဲ့တာဝန်ကမြို့တော်ကိုလှုပ်ဖို့လားနယူးယောက်ကနေတဆင့်အမေရိကန်နိုင်ငံကိုဖွားဖို့လားဆိုတာတွေးမိလာတယ်ထရန့်ရဲ့သမရဗရမသတ္တမတရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးစစ်လုပ်ပြီးအသာရနေခဲ့တယ်တရုတ်ရဲ့ဟွာဝေးနဲ့ 5G အင်တာနက်ဂုဏ်ရက်ကိုလည်းပိတ်ခဲ့နိုင်တယ် ဒီချိန်မှာကောင်းမထောင်နိုင်တော့တဲ့တရုတ်ဘက်ကဝူဟန်ကထွက်လာတဲ့ကိုဗစ်19ရောဂါပိုးထွက်လာပြီးထရန့်အုပ်ချုပ်မှုကိုကမောက်ကမဖြစ်စေခဲ့တယ်။ဒါကိုအခွင့်အရေးယူပြီးသမရဒုတိယသက်တမ်းမှာဘိုင်ဒန်ကမဲပန္နမာမှုလုပ်ပြီးလို့ထရန့်ကိုဆွဆွဲတယ်။ထရန့်ကို အနိုင်ရသွားတယ်။ဘိုင်ဒန်အနိုင်ရတာပုံမှန်တော့မဟုတ်ခဲ့ပါဘူး။ဘိုင်ဒန်လက်ထက်လုံခြုံရေးအမှားကြီး ဖြစ်ခဲ့တဲ့အထက်မှာ သမရအဆက်ဆက်လက်ရှောင်ခဲ့တဲ့ရုရှားကိုပြဿနာရှာလိုက်ပြီးတရုတ်ကိုလွတ်လွတ်လပ်လပ်ရှင်သန်ခွင့်ပေးခဲ့တာအကြီးဆုံးအမှားပါရုရှားကိုပိတ်ဆို့မှုတွေလုပ်ခဲ့ပြီးတရုတ်ကိုလွတ်လပ်စွာရှင်သန်ခွင့်ပေးခဲ့လို့တရုတ်ကဈေးပေါ်တဲ့ရေနံတွေပါရပြီးအမေရိကန်ကိုပခုံးချင်းရှင်လာနိုင်ပါတယ်ဘိုင်ဒန်တို့ဒီမိုကရက်တွေကထရန့်ကို လုံးဝနလန်မထူနိုင်အောင်အိမ်ကိုဝင်စီးတာတွေအမှုပေါင်းများစွာနဲ့တရားစွဲတာတွေအကုန်လုပ်ခဲ့ပါသေးတယ် တန်ဇာတာအရမရှင်နိုင်တော့ဘိုင်ဒန်တို့ဒီမိုကရက်တွေထရန့်ကိုအာဏာပြန်ပေးလိုက်ရတယ်။ရလာတဲ့ရလကအမေရိကန်တွေအမုန်းတရားကြီးသွားပြီးနှစ်နှစ်ပိုင်းကျွဲသွားခဲ့ကြပါတယ်။ဒီမိုကရက်လုတ်တာရီပပ်လီကန်ပြန်ဖြတ်ရီပပ်လီကန်လုတ်တာကိုဒီမိုကရက်ကလက်မခံဆိုတဲ့ကန်လန်တိုက်နိုင်ငံရေးစနစ်ဖြစ်သွားပါတယ်ပြည်သူတွေလည်းသွေးကွဲကုန်တယ် မင်းသားကြီးမလို့ရရင်ပမာကြီးထိုးပေါက်တက်တဲ့ဒီမိုတွေကြောင့်နိုင်ငံတိုင်းပြည်သူတွေတွေးကြွယ်ကြပါတယ်ဒါကတော့စကကြအနေနဲ့တင်ပြတာပါအခုနယူးယောက်မြို့တော်မန်တနီပြောဆိုနေတာတွေကတမင်သွေးဆွနေသလိုဖြစ်နေပါတယ်ပူတင်ကိုဖမ်းမယ်နေတန်ယာဥကိုဖမ်းမယ်ဆိုတာမျိုးသမရလုံနေတဲ့ deportation ကိုစန့်ကျင်တာမျိုးအပြင်သမရကိုတော့သူ့နောက်မှာပြည်သူတွေရှိတယ်စန့်ကျင်ရင် ရင်ဆိုင်သွားရမယ်ဆိုတာမျိုးထိဖြစ်နေပါတယ်။ဒါတွေကပြည်နယ်တိုးတက်ဖို့ဆိုတာထက်ဖက်ဒရယ်လုံးပိုင်ခွင့်ကိုဝင်ဆက်ဖက်နေသလိုမျိုးဖြစ်နေပါတယ်။ပြည်နယ်အုပ်ချုပ်ရေးမှူးတောင်ဘာသမ်းမှမထွက်ပါဘူး။သူကိုအေးအေးယူဒီမိုရင်ဒီမိုကရက်တွေထောက်ခံသူတွေတင်မကဘူးအစ္စလမ်ဘာသာဝင်တွေပါသူ့ဘက်ကဗာပြီးရီပပ်ဘလစ်ကင်တွေ ခရစ်ယာန်တွေနဲ့ပြိပက္ခဖြစ်စေထိတ်တိုက်တွေးစီခြင်းလိုလားလို့လဲတွေးမိပါတယ် တမင်းလုံးနေပြောနေတာလားဆိုတာသူမှသိပါမယ်ဒီလိုသာဆွနေရင်ကျန်းရင်အမေရိကန်နိုင်ငံတွင်နေပြည်သူတွေသွေးကွဲလာကြမှာပါတခြားမွတ်စလင်မျိုးတော်ဝင်တွေနဲ့ကွဲပြားနေတာတော့ငြင်းမရပါဘူးပြင်မအကူညီငွေလက်ခံခဲ့တဲ့မန္တနီရဲ့မျိုးတော်ဝင်ဖြစ်လာတဲ့ကိစ္စကမယိုးရှင်းဘူးလို့တွေးစရာတွေရှိနေပါတယ်ဒါကကိုဘာသာကိုတွေးမိတဲ့ကိစ္စပါဘာတွေဘလို့ဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားမိကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာမိတ်ဆွေများရဲ့ဒီမြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်မွင့်လင်းစွာ comment မှာရိုင်းဆိုင်မှုမပါဘဲဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခတ်ပါဦးပါ